ရေးကြီးဆုံးမှာကျင်တာကအာကျမတို့ကဒါမြမဒလိထုံတန်းစင်လာအတိုင်းပေါ့နော်အခန္ဓာကိုယ်ပေါ်မှာအရေးကြီးမှုတွေဖြစ်တဲ့ညီတယ်နာတယ်ဆိုရင်အဲဒီထုံရည်ကြီးလိမ့်တာမျိုး ပြီးရင်အဲပယုတ်စီလိမ့်တာမျိုးပြီးရင်ကက်စတာကွိုင်းလို့ခေါ်တဲ့ကြက်စုစီတို့အလှစီတွေလိမ့်တာမျိုးတွေလှုပ်တတ်တယ်အ အားလုံးပဲမင်္ဂလာပါဒေါက်တာဇော်မာဒီနေ့မှာတော့ social media မှာပြောများနေတဲ့ Fatigue Dermatitis လို့ခေါ်တဲ့မီးပိုးကောင် antigen နဲ့ပတ်သက်တဲ့အရေးပြပြဿနာတစ်ခုအကြောင်းဆွေးနွေးပြပြချင်ပါတယ်ဒီမီးပိုးကောင်လေးတွေကကြိုက်လဲမကြိုက်တတ်သလိုအဲတုတ်လဲတုတ်တာမျိုးမဟုတ်ပါဘူးအဓိကအပြင်ကမီးပိုးကောင်ရဲ့ခန္ဓာကိုယ်မှာထွက်တဲ့ battering လို့ခေါ်တဲ့ဒီအစိတ်အရေကိုထိတွေ့မိတဲ့အခါမှာအရေးပြားမှာဓာတ်မတည့်တဲ့လက္ခဏာကိုခံစားရတာပဲဖြစ်ပါတယ်မီးပိုးကောင်လေးတွေကတာမန်အားဖြင့် အပူပြီးတော့ဆိုးဆိုးတဲ့အချိန်လေးမိုးရာသီအချိန်လေးမှာအထွက်များပါတယ်ဒီမီးဖိုးကောင်ရဲ့ခန္ဓာကိုယ်ကပက်တရင်ထောက်ဆင်လို့ခေါ်တဲ့အစိတ်ရင်နဲ့အထီထွင်းမိလိုက်တဲ့နေရာတွေဟာထီထွင်းပြီး24နာရီနဲ့48နာရီအကြာမှာ black star လို့ခေါ်တဲ့အရေးကြီးမှုတွေအဖြစ်အရင်ပြပါတယ်အဲ့ဒီအချိန်မှာနည်းနည်းပူဆက်ဆက်ရဲတဲတဲလိုမျိုး reaction မျိုးတွေမြင်ရပါတယ်အဲ့လိုကနေပြီးတော့နှစ်ရက်ကနေ 3ရက်အကြာလောက်မှာတော့ကျမတို့က pastu လို့ခေါ်တဲ့ပီဘူးတွေဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီအချိန်မှာတော့ဒါအခက်မသိရင်အရေပြားတွေကပေါက်ပြဲသွားပြီးတော့ secondary bacterial infection လို့ခေါ်တဲ့ဒါပိုးဝင်ခြင်းလက္ခဏာတွေကိုပါရင်ဆိုင်ရနိုင်တယ်နာကျင်မှုလည်းနည်းနည်းပိုလာနိုင်တယ်လို့ရောင်ရမ်းမှုလည်းပိုများနိုင်ပါတယ်အာတစ်ခါတလေမှာဒါကမကောင်းအကြောင်းမလှလို့ပေါ့နော်မျက်နာနာတဝိုက်တွေမှာဒီအစိပ်ရည်နဲ့ထိတွေ့မိတယ်ဆိုရင်အာမျက်လုံးမျက်သားတွေရောင်လာတာ အဲနောက်ပြီးရင်ဟိုဒီမျက်လုံးတစ်ခုလုံးကဖူးယောင်လာတာမျိုးတွေပါရင်ဆိုင်ရနိုင်ပါတယ်။ ဒီနေ့အရေးကြီးဆုံး sharing လုပ်ချင်တာကဒီမီးပိုးကောင်ကိုက်လိုက်မိတဲ့အခါမျိုးမှာပေါ့နော်အဓိကဘာတွေကိုရှောင်တဲ့လဲဆိုတဲ့အချက်ကိုပြောပါမယ်ပထမဦးဆုံးဒီကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာမီးပိုးကောင်ကိုတွေ့လိုက်တယ်ဆိုရင်အခန္ဓာကိုယ့်ရဲ့အသားပေါ်မှာဖြီးပြီးခြေလိုက်တာမျိုးလုံးဝမလုပ်သင့်ပါဘူးလေနဲ့ဖြီးဖြီးချင်းမှုတ်ထုတ်လိုက်တာမျိုးသာပြုတ်လောက်ပါမဟုတ်ရင်ဒီမီးပိုးကောင်ကိုခြေလိုက်မိတဲ့အချိန်မှာမီးပိုးကောင်ခန္ဓာကိုယ်မှာရှိတဲ့အစိတ်ရေတွေကခန္ဓာကိုယ်ထဲကိုပို့ပြီးတော့ပြန့်ဝင်သွားနိုင်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့မီးပိုးကောင်အရေနဲ့ထိတွေ့ပြီးလို့ဖြစ်လာ ာတဲ့ဒီနေရဲတဲ့ဖုအပိတ်တွေကိုပေါ့နော်အတင်းကြီးကုတ် ပြစ်တာပို့ပြစ်တာမျိုးမလုပ်တဲ့မှာဘူးဒါဆိုရင်လည်းတင်ရှိနေတဲ့အစိတ်ရည်တွေကပို့ပို့ပြီးတော့ခန္ဓာကိုယ်ရဲ့နက်နက်ဆိုင်ဆိုင်ဝင်သွားတဲ့အခါမျိုးမှာပို့ဆိုးတဲ့အရေးကြီးမှုတွေပြီမှုတွေကိုပေးစွမ်းနိုင်တယ်လို့ရောင်ရမ်းမှုလည်းပိုလာနိုင်ပါတယ်အာနောက်ဆုံးချက်နေနဲ့အရေးကြီးဆုံးမှာကျင်တာကအာကျမတို့ကဒါမြမဒလိထုံတန်းစင်လာအတိုင်းပေါ့နော်အခန္ဓာကိုယ်ပေါ်မှာအရေးကြီးမှုတွေဖြစ်တဲ့ညီတယ်နာတယ်ဆိုရင်အဲဒီထုံရည်ကြီးလိမ့်တာမျိုးပြီးရင် အဲပယုတ်စီလိန်းနာမျိုးပြင်ကက်စတာကွိုင်းလို့ခေါ်တဲ့ကျက်စုစီတို့အလှစီလိန်းနာမျိုးတွေလုတ်တက်တယ်။အဲ့တော့ကိုကအရင်တည်းကအလှစီဆိုတဲ့ကျက်စုစီတကူမှမဟုတ်ဘူး။ roses quine လို့မျိုးအစီတွေလိန်းနေတာနောက်အသားလှစီလိန်းနေတာမျိုးရှိရင်လည်းဒီလိုနာကျင်ပြီးရဲနေတဲ့နေရာမျိုးတွေကိုအဲ့ဒီအချိန်မှာရှောင်ရှားပေးတဲ့နဲ့ပယုတ်စီလိန်းနာမျိုးလည်းလုံးဝမလုတ်သင့်ဘူး။အဲဘာဖြစ်လို့လဲဆိုရင်